ြေးစည်းလွှာတွေဆိုတာဟာကဘာကြီးရဲ့နေရာတိုင်းမှာရှိနေတဲ့အပေါ်ယံမြေလွှာတလွှာပဲဖြစ်ပါတယ်။ထုံမြေးစည်းလွှာတွေကတနေရာနဲ့တနေရာအထူပါချင်းမတူပဲလက်မအနေငယ်ကနေပေပေါင်းများစွာအထိဖုံးလွှမ်းနိုင်ပါတယ်။မြေးစည်းလွှာကကျမတို့တက်ရှိတိုင်းအတွက်မရှိမဖြစ်အလွန်အရေးကြီးပါတယ်။ဒီစီလာရီတောင်မရှိရင်ကျမတို့နေစဉ်စားတောက်နေတဲ့အသီးနှံတွေကလည်းဖြစ်ထွန်းနိုင်မှာမဟုတ်ပါဘူး။ ထို့အခါအသီးနှံတွေကိုမိခိုစားတောက်နေရတဲ့ကျမတို့တရဝါတွေကလည်းအသက်ရှင်နိုင်ဖို့မဖြစ်နိုင်ပါဘူး။ဒီလိုတောင်မိုးကြီးရဲ့မြေကြီးလာတွေကဘလို့အရာတွေနဲ့ဖွဲ့စည်းထားတာလဲ။ကျမတို့အတွက်ရောဘလောက်တောင်အရေးကြီးတာလဲ။ဘယ်တော့ဘယ်ပုံဖြစ်ပေါ်လာတာလဲဆိုတာတွေကိုကျမတို့ Honesty Federal School Grade 7 Geography Presentation Group 1ကနေပြီးတော့စူးစမ်းလေ့လာသွားမှာပဲဖြစ်ပါရဲ့ရှင်။ ီလိုဖူးသုတရပွဲ project video ကောင်းလေးတွေကိုကြည့်ကြင်တော့ကျွန်တော်တို့ရဲ့ honesty purpose ကို YouTube channel တွေကို subscribe လုပ်ထားပြီး Facebook page လေးကိုလည်း like and follow လေးလုပ်ပေးထားကြပါတော့။ဒီမှာအားလုံးနေနဲ့မြင်းကြီးလာကိုဘယ်နေရာတွေနဲ့များဖွဲ့စည်းထားလဲဆိုတာကိုလေ့လာကြမယ်။မြင်းကြီးလာဆိုတာဖြစ်ပေါ်လာဖို့များအဖြစ်အကြောင်းရင်းနှစ်မျိုးခွဲခြားနိုင်ပါတယ်။ မြမအကြောင်းကတော့ကြောက်တုံးကြက်ခွဲတွေကသဘာဝအင်အားစုများအကြောင်းဖြစ်စေတက်ရှင်များအကြောင်းဖြစ်စေတိုက်စားကြည့်ပြက်ခံရပြီးမြေမုံများအဖြစ်ပုံမှုကြကြဲကြီးသွားရခြင်းကြောင့်ဖြစ်ပါတယ်ဒုတိယအကြောင်းရင်းကတော့အပင်နဲ့တက်တဝါတွေတည်ဆောင်းသွားချိန်မှာသူ့ရဲ့ခန္ဓာကိုယ်တွေဟာဆွေမြေပြည့်စည်သွားပြီးမြေဆွေးလို့ခေါ်ရင်းနဲ့တဲ့မြေမုံအဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်ဝိုးစိတ်ဝင်စားစရာပဲနော်ဒါဆိုရင်ဘယ်လိုမျိုးမြင်စီလာကဖြစ်ပေါ်လာလဲဆိုတာဆင်းလာကြည့်ရအောင် စီလာမှာအလွန်သိငယ်တဲ့အမုံလေးတွေများစွာပါဝင်ပြီးမြေမုံတစ်ခုကိုယူပြီးတခြားကြည့်မယ်ဆိုရင်ထုံမြေမုံလေးတွေကကျောက်ဆောက်ကျောင်းနာလေးတွေဖြစ်နေတာကိုမြင်ရပါတယ်။ဒီချက်ကပဲမြေစီလာကကြောက်တုံးကြောက်ခဲတွေဂျင်မပြက်စီရကနေဖြစ်ပေါ်လာရဲဆိုတာသိတာစီပါတယ်။အချို့မြေမုံတွေဆိုရင်ကျောင်းမုံတွေလို့တောင်မသိရမသိငယ်ကြတာမျိုးလည်းရှိပါတယ်။ဒီလိုမှကြောတဲ့ကြောက်တုံးကြောက်ခဲကြီးတွေကိုမမှုညံ့ညံ့ဖြစ်သွားအောင်လိုရာတွေကဆန်းဆောင်ခဲ့ရပါလိမ့်နော်။ အဲ့ဒါကတော့သဘာဝအင်အားစုတွေဖြစ်တဲ့ရေ၊လေ၊အပူ၊အေးအပင်တွေနဲ့တီကောင်တို့ပြည့်စိတ်တို့လို့သဘာဝအကောင်လေးတွေကြောင့်ပဲဖြစ်ပါတယ်ဒီကကြောက်ခဲတွေကိုနှီးမျိုးမျိုးဖြင့်ချိန်မွားပြည့်စည်စေနိုင်ပါတယ်။မြစ်တွေချောင်းတွေကိုဖက်တန်းစည်းစင်းပြီးတောင်ကြားတွေမှာတန်ဖြည်စည်းနေတဲ့ရေစီးချောင်းတွေကတောင်ကမ်းမကို အမြဲတိုက်စားနေပါတယ်။ ိုတိုက်စားရရည်စည်းချောင်းကပဲ့ကြပြီးပါလာတဲ့ကြောက်အစိပ်ပိုင်းတွေကိုညကမ်းမတစ်လျှောက်ကနေမြဝကိုရောက်အောင်ကြည့်နုံးမြများနေရောကတည်ဆောင်သွားတယ်အဒီလိုနဲ့ကြောက်တုံးကြောက်ခေတွေကအစဉ်အမြဲရေးဤတိုက်စားခြင်းကိုခံရကတဖြည်းဖြည်းဖြင့်ဒုမပစ္စည်းသွားရတော့တယ်။မွေရကလည်းကြောက်တုံးကြောက်ခေတွေကိုပြင်းမွာသွားအောင်သွားဆောင်နေစွာကြည့်ရတယ်။ တတဒီမန်ပေါ်စားပဝီလေးစီတဲ့သူကမွေရတော့ပြောဝေချာပြသွားရန်ကနေပြပြေးတို့ချတကွယ်အော်ဒီမွေသွားစီပါရေကိုခဲစီနိုင်တဲ့အေးရဲ့ဒေတာများမှာကြောက်တုံကြောက်ခဲရီရဲ့ပတ်ကြာအနီရဲ့အကွဲလေးတွေအတွင်တို့မွေရဝင်နေပြီးအေးရဲ့ရာဒီကိုရောက်ရှိတဲ့အချိန်မှာတော့ထုံမွေရဟာရေခဲသွားပါတော့တယ် ရေခဲဒုတဲ့ကမူလာရေရဲ့ဒုတဲ့ထပ်ပုံမှန်ကြီးမားပြန်ကားလာတဲ့ဖြင့်ထိုးချောက်တုံကိုတွန်းကန်ခွဲထုတ်လာတော့တယ်။ထိုအခါမှာတော့ထိုးချောက်တုံချောက်ခဲရီကကြီးမွပျက်စီးလာလေတော့တယ်။ဒီဟာဆိုရင်လေကြောင်များကိုကျင်းမပြပြတော့အောင်ဆွဲဆောင်နိုင်စမ်းရှိပါတယ်။တန်တုံးကိုလေတလက်ခံကြည့်မယ်ဆိုရင်မကြမီမှာတန်ချီတက်လာတာကိုတွေ့ရတယ်။လေးမှာပါဝင်တဲ့အောက်ဆီဂျင်ဓာတ်နဲ့တန်တုံးပေါင်းဆက်ပြီးတော့တန်ချီတက်လာရခြင်းဖြစ်ပါတယ်။ ိုတန်ကြီးကနေတန်ဖြစ်လာရမလို့တန်တုံးကိုကျွမ်းဝပျက်စီးသွားစေနိုင်တာပဲဖြစ်ပါတယ်။အဲ့ဒီလိုပဲကြောင်တုံးမှာပါဝင်တဲ့တန်ဟာလေလေကြောပြပြသွားတာကနေအချိန်ကာလကြာမြင့်တဲ့အခါမှာထိုကြောင်တုံးလည်းခြေပြက်သွားပြီးအမုံများဖြစ်သွားပါတော့တယ်။ထိုကြောင်မုံကလေးတွေကိုနေရာအနန်းတို့ရအောင်လေကတိုက်ချက်ချောင်းသွားပါတယ်။သားတွေကမြေအောင်မှာရှိတဲ့ပူကြောင့်တော့သွားစီပါတယ် အဲ့ဒီခါမှာတော့ပြန်ကျိုးသွားပါလေအဲ့လိုကြွားလိုက်ကျိုးလိုက်နဲ့အချိန်ပုံများလာတဲ့အခါမှာတော့ကျသွားပြီးခါတစ်စစ်စစ်အမောမောပြန်မသွားပါတော့တယ် ီလိုချက်တူချက်ကေတွေရဲ့အပြင်ဟာတဘောအန်တရီတွေကြောင့်ကျင်းမပြောင်းညက်လာတဲ့အခါမှာချက်ကဲမော်လိုအပင်လေးတွေကချက်တူပေါ်မှာတွေ့ကပ်ပုံရောက်လာပါတယ်ချက်ကဲမော်လေးတွေကသေပြီးဆွေးမြည်တဲ့အခါမှာအကျဉ်းတဲ့ပုံလာပြီးချက်သားတွေကိုမှွာလာစေကအတွင်းကိုစောက်သွင်းပါတယ် အပင်ကြီးတွေကလည်းထိုနေရာမှာမြင့်ဆွဲလာပြီးထိုမြင့်ကြီးတွေကကြောက်တုံးကြောက်ခဲတွေကိုရစ်ပတ်ပြီးတော့ဖြစ်စေအမြင့်သေးမြင့်မွန်တွေကကြောက်တုံးတွေရဲ့ဖကြားအကြောင်းတွေတဲကိုတိုးဝင်ပြီးတော့ဖြစ်စေကြီးပွားလာကြတယ်။ထိုမြင့်ငယ်တွေရဲ့ဖီအားကမြေကျူရဲ့တလက်မှတ်မှာအလေးချိန်နေရာကနေ300အထိရှိပါတယ်။ဒါကြောင့်အလွန်မကျော်ရဲ့ကြောက်တုံးကြောက်ခဲတွေမှာတော့မြင့်တွေရဲ့စုပေါင်းဖီအားကိုချေရှိသမခံနိုင်လို့နောက်ဆုံးမှာကွဲအပ်ဖြူပြက်ပြီးဒီစီမုံမြဖြစ်သွားကြရပါတော့တယ်။ ဒီလိုတွေကြောင့်အဆောက်အုံတိုက်တွေမှာညောင်မင်းတွေလိုအပင်တွေပရောက်တဲ့အခါမှာဆွနုပြရတာမျိုးပါ။ဘာလို့ဆိုသူရဲ့အမြင့်တွေက အဆောက်အုံတိုက်တွေကို ပြုံနိုင်ကြည့်လို့ပဲဖြစ်ပါရရှင်။တော်ကောင်းတွေကလည်းမရှိတော့ဖြစ်စီနေမှာတည်တယ် ။တိတ်ရက်ပင်သာကျော်အကျောက်ဖြစ်တဲ့တောင်းဝင်ကလည်းတနေ့လင်းဒီကောင်တွေကမြင်းရပြေကောကိုချွေလာတဲ့ပြင်းပြတီချက်စာကသူရဲ့တပင်မှခေါနပေါင်းရှိချောင်းကိုတတွေ့ဆန်းတက်သိရှိဖူပါတယ်။တိကျစာဆိုတာကဒီကောင်မျိုးတွေကဟင်းတင်းဟင်းရွက်တွေတိကျချောက်တွေ့ရဆွေးရင်သတိစံတွေရမစင်ကိုစားသုံးပြီးတော့ပြန်လည်ထုတ်လုပ်ပေးတယ် organic တက်များစွာပါဝင်တဲ့ဒီကောင်မစင်တွေကိုခေါ်တာပဲဖြစ်ပါတယ်တိကျစာတွေကတဘာဝကပေးတဲ့အပင်တွေအတွက်စစ်မှန်တဲ့မျိုးစာလေးဖြစ်ပါတယ် ချူတီချစ်စာကိုခြံကျဲလိုက်ရင်ညင်ရနာစူရင်တပီပေါ်မှာတလမဤငါးပုံတပုံကန်ထူးထက်လာနိုင်ပါတယ်။ပဲစိတ်နဲ့ညီရင်းတွေကိုထိုးပေါက်တူးဝင်တက်တဲ့အချာပုံမှာလိမ့်ဆန်တို့ကလည်းညီကြီးအတွင်းမှာညီချစ်စာညာကိုအပေါ်ရဲ့ညီချင်းတို့ထိုးယူတည်ဆောင်လာကြပါတယ်။အခုဖော်ပြခဲ့တာတွေကတော့ကြောက်တုံးကြောက်ခဲတွေညီစီမုန့်ဖြစ်သွားတဲ့အကြောင်းတွေပဲဖြစ်ပါတယ်ဗျာ။ ဒါဆိုရင်တော့မြေစင်းသောမှာအများဆုံးပါဝင်တဲ့မြေသားတွေကကြောက်တွေကနေဖြစ်လာတယ်ဆိုတာကိုသိရှိပြီးပဲဖြစ်ပါတယ်။ဒါ့ပြင်မဲ့မြေစင်းသောထဲမှာကြောက်မုံတွေပဲရှိတာတော့မဟုတ်ပါဘူး။ကြောက်မုံတွေအပြင်အပင်နဲ့တရဝါတို့ရဲ့တမဲကိုတဲ့တို့ကနေပြီးတော့တဲ့မြေစင်းသောဖြစ်နိုင်ပါတယ်။အပင်နဲ့တရွာတွေတိတ်ဆောင်းပြီးနောက်မှာသူတို့ရဲ့ကိုယ်ထည်ဟာဖိမီပြက်စီလာပြီးတော့အမဲအောင်မုံများဖြစ်သွားပါတော့တယ်။အဲ့အမုံတွေကိုရေဆွေးလို့ခေါ်ပါတယ်။ ညောင်မှနေထိုင်ကြတဲ့တီကောင်ပရွက်စိအဆရှိရဲ့တိရစ္ဆာန်တွေတီကျေသွားတဲ့အခါမှာညီဟဲမှာတဖြည်းဖြည်းဆွေမြေးပျက်စီးလာပြီးအပင်ရဲ့အစာဖြစ်လို့ပြောင်းလဲသွားကြပါတော့တယ်။ထိုနည်းအတူအခြားသောအပင်နဲ့တရရီကလည်းဒီလိုမျိုးဖြစ်သွားကြပါတယ်။ ပတိယာရီမှာလည်းအကျိုးပြုရရှိတယ်လို့အကျိုးမပြုဘဲဆွေးရုပ်စရာလည်းရှိပါတယ်။အပင်တပင်ကဆွေးရုပ်စရင်ဖက်တီးရီးယားတမျိုးကြောင့်ဆွေးမြေ့ပြတ်ကျသွားပြီးတော့နေစီသွားအဖြစ်တခြားအပင်တွေအတွက်အစာအဖြစ်ကြောင်းနေသွားပါတော့တယ်။တခြားပတိယာရီတမျိုးကလည်းပြတ်ကျလာတဲ့အပင်ပြက်အပင်ပိုင်းတွေကိုနိုက်ထရိတ်ဓာတ်ပိုင်းဝိထုအဖြစ်ပြောင်းစီပြီးတော့နေစီသွားအဖြစ်တခြားအပင်တွေရဲ့အစာအဖြစ်ကိုပြောင်းလဲသွားစီပါတယ်။ ဥပမာစပားပင်တို့ဂျုံပင်တို့ကိုဘက်တီးရီးယားတွေကအဆိပ်စိမုံမွားဖြစ်စေပြီးအပင်ရဲ့မြေဆွေးဖြစ်သူပြောင်းလဲပေးပါတယ်။ထို့ပြောင်းလဲသောတော့မြေဆွေးကိုဒီပေါ်မှာပောင်းရောက်နေတဲ့ရှင်တန်နေသောအပင်များကတစ်ဖက်ပြန်လဲသုံးဆွဲကြပါတယ်။ချို့မြေတွေမှာတော့မြေဆွေးနှဲငယ်တာပါရှိပြီးအချို့မှာတော့အမြောက်များပါရှိပါတယ်။ဆိုရင်တော့ကျွန်တော်တို့တက်ရှိရအတွက်မရှိမဖြစ်အရေးကြီးရဲ့မြေစီပါဖြစ်ပေါ်လာပုံကိုနားလည်သဘောပေါက်ပြီးလို့မျှော်လင့်ပါရပြီ။ ီနေ့ကျွန်တော်တို့ရဲ့ Grade 7 Geography Presentation Group 1လေးရဲ့တင်ပြချက်လေးကတော့ဒီလောက်ပါပဲဗျ။ကျေးဇူးအားပေးကြတဲ့တို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။